နိုင်ငံရေးလုံလီလောက်ဟန်စီးငင်းစီကံကြရင်တော့အဲသူတို့သူပြောတဲ့စကားတွေထဲမှာကြည့်ရတာနည်းနည်းလေးပေါ့ဆိုရင်ထိုင်လာမှုလေးတွေတွေ့ရတယ်ပေါ့နော်ဆန္ဒပြလို့ရှိရင်ဘာဖြစ်မယ်ညာဖြစ်မယ်ဆိုတဲ့ပုံစံမျိုးလေးတွေပေါ့ဆန္ဒပြရင်ဘာဖြစ်မယ်ညာဖြစ်မယ်ဆိုတဲ့ကဒီနိုင်ငံဟာအခြေခံဥပဒေနဲ့အုပ်ချုပ်တာမဟုတ်တော့ဂရိကိုလည်းလေးမထားဥပဒေကိုလည်းတန်ဖိုးမထားတဲ့လူတွေစီကနေပြီးတော့ဘလို့အာမခံကြံမျိုးကိုများရနိုင်အောင်ပါဖျားရှိခေါ်ပြီးတော့တစ္ဆာကြီးတိုက်ဖို့များရည်ရွယ်ထားပါလားအဲ့လိုတစ္ဆာကြီးတိုက်ရင်တော့တစ္ဆာတိမ်ပါပါလေ Hello Cherry Mewa Pitu Ni Ko Morama Mya အားလုံးပဲမင်္ဂလာပါ News Beat Channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါတယ်2025ခုနှစ်ဇွန်လ15ရက်နေ့ Super Sunday ညပိုင်းဗီဒီယိုတင်ဆက်မှုအနေနဲ့ဒီနေ့ညမှာကျွန်တော်တို့နောက်ဆုံးရရှိထားတဲ့တော်လန်သတင်းတို့သတင်းကောင်းများစွာရှိတာဖြစ်တဲ့အတွက် ဗီဒီယိုကိုကျွန်တော်တို့ဆက်ဆုံးကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါရစေ။ကျွန်တော်တို့ဒီနေ့ညမှာဆိုရင်တော့တော်လိုင်းရဲဘော်တွေကနေပြမပါနော်စကောင်စီရဲ့စကားတွေကိုအခုဆိုရင်အပြတ်စော်တိမ်ဖို့စ조사နေတဲ့တရင်တွေရဲ့ဘွန်မိုက်ကိုရဲ့ခြေကွက်လာမဲ့တရင်လည်းကျွန်တော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အရင်ဆုံးအနေနဲ့ကျွန်တော်တို့ခါလိုင်းလိုပဲတရင်တူလေးတွေကြည့်လိုက်ရအောင်နော်။ပထမဆုံးတရင်တပုတ်အနေနဲ့ကတော့အရခတ်တော်အေးရထုတ်စစ်ကြောင့်တရုတ်စီမံကိန်းတည်ရှိရာရခိုင်ပြည်ကျောက်ပြည်မြို့နယ်မှာတပွဲတွေပြင်းထန်နေပြီးတော့မှစစ်ကောင်စီဘက်ကရာနဲ့ချီတေဆုံမှုတွေရှိနေတဲ့ဆိုတဲ့တရင်ကောင်းလေးပဲဖြစ်ပါတယ်။ တိုက်ပွဲကကြောက်ဖြူအမှတ်30နဲ့ရဲတရင်ကို A ဘက်ကထိုးစစ်ဆင်တိုက်ခိုက်နေတယ်။တိုက်ပွဲကအရင်ပြင်းထန်နေတယ် A ဘက်ကလည်းအလုံးရင်းနဲ့ဝင်တိုက်နေတာပါ။စလေးရင်နေ့အထိစစ်ကောင်စီတပ်သား40လောက်ရှိပြီးတော့မှလက်နေချလိန်ဝင်လာတယ်။ဘုံမှုအဆင့်ထိပါတယ်။အလင်းဝင်ရောက်သူနဲ့ဖမ်းဆီးရမိတဲ့သူတွေကစစ်မှုထမ်းလူငယ်တွေများတယ်ဆိုပြီးတော့မှကြောက်ဖြူစီရဲတရင်မျိုးကနေပြန်မှပြောဆိုထားတာဖြစ်ပါတယ်။ကျောက်ဖြူမတ်30နှစ်ရဲတရင်ကိုဇွန်လ3ပိုင်းကနေစတင်ပြီးတော့မှအာရခတ်တတော်ကနေပြီးတော့မှထိုးစစ်ဆင်တိုက်ခိုက်မှုတွေလှုပ်ဆောင်နေပြီးတော့မှအခုချိန်ထိအဲ့ဒီတရင်ကိုအေက လက်လက်ကြီးတွေနဲ့ထုတ်ဆက်စင်တိုက်ခတ်မှုတွေဆက်လက်လုပ်ဆောင်နေတဲ့ဆိုတော့တတိယကောင်းလေးပဲဖြစ်ပါတယ်။ကျွန်တော်တို့ကြားသိရတဲ့လို့ဆိုတော့အခုဆိုရင်ဒီကျွန်တော်တို့ကြောက်ဖြူမြို့နယ်ကိုစတိုက်ကြရပါတော့။အေဘကနေပြမစစ်ကောင်စီတပ်ဖွဲ့ဝင်တရားကျော်လောက်ကိုဒီအပြတ်ရှင်းနိုင်ခဲ့တာဖြစ်မှာအခုဆိုတော့ကျွန်တော်တို့ခုရပိုင်းတွင်မှာပဲစစ်ကောင်စီတပ်ဖွဲ့ဝင်၄၀လောက်ဟာဆိုတော့ကျွန်တော်တို့ဘက်ကိုအလင်းဝင်လာတာပဲဖြစ်ပါတယ်။မကြာခင်မှာတော့ကျွန်တော်တို့တရုတ်စီမံခန့်တွေတရှိနေတဲ့ကြောက်ဖြူမြို့နယ်ဟာဆိုတော့ A ရဲ့လက်ထက်ကိုကြောက်ဖို့ပါတော့ချိန်တည်တလို့ရှိနေပြီပဲဖြစ်ပါတယ်။နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ မန္တလေးတိုင်းမိထီလာမြို့နယ်အတွင်းတုံတမ်းမင်းကလေးငယ်ကိုတက်ဖြတ်ပြီးတော့မှအလောင်းဆွန်ပြတဲ့မှုမှာအင်းကြီးချင်းလေမယားကိုဖမ်းဆီးထားတယ်ဆိုပြီးတော့မှစစ်ကောင်စီကနေကြီးညာထုတ်ပြန်ထားတာဖြစ်ပါတယ်။အဲ့ဒီလေမယားဆိုတော့ဈေးဖိုးမရှိတဲ့အတွက်ကလေးကိုအင်ခေါ်ပြီးနှစ်ကတောင်းရာကနေပြီးတော့မှပေးလို့ပါဇက်ပိတ်11ကြီးရာကနေကလေးတည်းဆုံးသွားပြီးတော့မှအလောင်းကိုတော့ ဆာလာအိနဲ့ထုတ်ပြီးတော့မှလင်မယားနေရောက်လုံးရွာတုတ်တမ်းမှာဆွန့်ပစ်ခဲ့တယ်လို့ရဲမတမ်းမှာဖော်ပြထားတာပဲဖြစ်ပါတယ်။အခုတော့ဖမ်းထားသူလင်မယားကိုလူသက်မှုပျက်စီးလို့မှုတွေနဲ့မိထီလာမျိုးမှာယက်စခါမှာအမှုဖွင့်ဖမ်းဆီးထားတယ်လို့လည်းကျွန်တော်သိရတာပဲဖြစ်ပါတယ်။ခေကိုကတော်တော်လေးကိုကြောက်စရာကောင်းနေတာနော်။အခုဆိုတော့သူတို့ရဲ့အင်းနီချင်းလင်မယားကနေပြီးတော့မှနကတ်ကိုတောင်းတာအဲ့ဒီကလေးကနေပြီးတော့မှဘေးရကနေပြီးတော့မှတပြက်တဲ့စင်တီဥဆောင်သွားတာပြီးတော့မှကျွန်တော်တို့အနေနဲ့အခုလိုမျိုးခက်ဆိုးနေတဲ့အချိန်ကာလမှာမိဘပြည်သူတွေအနေနဲ့ကိုယ့်ရဲ့ရင်သွေးငယ်လေးတွေကိုလည်းဒီနေ့ဆက်ရာ အင်းချင်းတွေတာမပေါ့နော်လုံးဝကိုမလို့ရဲလောက်တဲ့အထိအခြေအနေဆိုးွားနေတာပဲဖြစ်ပါတယ်ဒါတွေကိုကျွန်တော်တို့အနေနဲ့တေချာလေးကိုယူဆက်ကင်တဲ့ပြတော့မှကျွန်တော်တို့ခုလိုမျိုးမြောက်လိုက်လို့ physical anarchy စနစ်အုပ်စိုးနေတဲ့ခေတ်ကြီးမှာကိုကျွန်တော်တို့အနေနဲ့ပေါ့နော်ကလေးသူငယ်တွေကိုဒီတိုင်းအပြင်ကိုလုံးလုံးလန်းလန်းနဲ့ထွက်ခွာခွင့်ပေးလို့မရတော့ဘူးဆိုတာကိုတိတိပြနေတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့ကျွန်မကတော့ဦးသိမ်းမြတ်ကနေပြတော့မှငွေဆောင်သဘောတူညီချက်မှာပေါင်ခဲကြတဲ့လူတွေကနေပြတော့မှပဲအခုဆိုရင် JCB အဖွဲ့အနေနဲ့ဆက်လက်ပြတော့မှ ဘောတုံကြီးချေရရှိအောင်ကြိုးစားနေတယ်ဆိုတဲ့အကြောင်းကိုပြောဆိုထားပဲဖြစ်ပါတယ်။ဦးသိမ်းမြအဲ့ဒီဖွဲ့နဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျွန်တော်စာချလိုက်ရအောင်နော်။ Joint Coordination Body JCB ဆိုတာကစစ်အာဏာရှင်စနစ်ကိုခုခံကာကွယ်နေတဲ့အဖွဲ့အစည်းတွေကြားမှာပေါင်ကူးဆက်သွယ်ရေးလုပ်ပေးမဲ့အဖွဲ့အစည်းလို့ဆိုပါတယ်။အခုလုပ်တဲ့စွန့်နေပွဲတွေကတော့အာဆီယံနိုင်ငံ၊အင်ဒိဂျင်းနိုင်ငံပို့ပြီးတော့ကျေပြန့်တဲ့နိုင်ငံတကာအတိုင်းဝိုင်းတွေစီကိုရှင်းလင်းပြောဆိုဆွေးနွေးဖို့လို့ဆိုပါတယ်။တကယ်တော့ JCB ဟာငွေဆောင်အုပ်စုကနေပြီးတော့ထွက်ပေါ်လာတာပါ။ဦးဆိုင်ညွန့်လွင်တို့၊ဦးမြအေးတို့ဦးဆောင်ပြီးတော့ ပြည်တွင်းကနိုင်ငံရေးသမားတွေစုဝေးဆွေးနွေးကြတဲ့ငွေဆောင်အုပ်စုထဲမှာအဲ့ဒီအုပ်စုထဲကနေအခု Joint Coordination Body JCB ဆိုတဲ့နာမည်နဲ့အဖွဲ့အစည်းဖွဲ့လောက်ကိုင်းနေတာပါဒီဖွဲ့ဟာ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်နဲ့အလွန်နီးနီးကပ်ကပ်ထူးခြားပတ်သက်နေပါတယ်ဒေါ်စင်မအောင်နဲ့ဆက်ဆက်ပတ်သက်တယ်ဆိုတာကိုနိုင်ငံရေးအတိုင်းဝိုင်းကတော်တော်ဆော့ဆော့ကလေးကသိကြပါတယ်ကျွန်တော်တို့ TM Media ကလည်းတော်တော်ဆော့ဆော့ကလေးကသိပါတယ်အခုချိန်ကတော့ပြည်သူလူထုကိုအတိပေးတဲ့အချိန်ချိန်တန်ပြီလို့ ထင်းတဲ့အတွက်အတိပေးတာပါတော်တော်များများကိုပြည်သူလူထုစီကိုကျွန်တော်တို့ပုံမှန်လည်းအစီရင်ခံပါမယ်တချို့လုံခြုံရေးနဲ့ပတ်သက်ကောင်ပတ်သက်နိုင်တာတချို့တော့ချွတ်ချံပါမယ်ငွေဆောင်အစုဟာပုံသဘောတူညီချက်တခုထွက်ပေါ်လာအောင်တာဝန်ယူဆွေးနွေးမယ်လို့တော်တော်စော့စော့ကလေးကထုတ်ဖော်ပြောဆိုခဲ့ပါတယ်အခုသူတို့ပြောတဲ့ပုံသဘောတူညီချက်ထွက်ပေါ်လာပါပြီ JCB ဟာလည်းငွေဆောင်အစုရဲ့သဘောထားကိုတန်တမန်တွေနဲ့နိုင်ငံတကာနားပေါအောင်ထုတ်ဖော်တင်ပြမယ်အဖွဲ့တစ်ဖွဲ့အနေနဲ့ထွက်ပေါ်လာပါပြီအခုဆွေးနွေးပွဲဟာငွေဆောင်ဆွေးနွေးပွဲအဆက်ဆက်ကနေပြီးတော့ရလာတဲ့ ဘုံသဘောတူညီချက်တွေကိုအာဆီယံနိုင်ငံတွေအိန္ဒိယနိုင်ငံတွေနဲ့အနောက်နိုင်ငံတွေရဲ့တန်တမန်နေစီကိုတင်ပြရှင်းလင်းပြီးတော့သူတို့ရဲ့နိုင်ငံရေးရည်မှန်းချက်တွေအကောင့်ထည့်ဖို့ကိုစီရင်နဲ့ဆွေးနွေးပွဲပါဥဆောင်ဆွေးနွေးရှင်းပြမယ့်ပုံစံတွေကတော့ရှန်တိုင်ရန်သားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ရဲ့ဥက္ကဋ္ဌဦးဆိုင်ညွန့်လွင်နဲ့တွဲဖက်အတွင်မှုတစ်ဦးဆိုင်ကျော်ညွန့်တို့ဖြစ်ကြပါတယ်သူတို့အခြေစီပြရဲ့သဘောတူညီချက်တွေထဲမှာအဓိက၄ချက်ပါပါမယ်ပထမချက်ကစစ်တပ်နဲ့နိုင်ငံရေးခွဲခြားထားတဲ့အစိုးရထူထောင်ရေးဖြစ်ပါတယ် ုတိယအချက်ကတော့ Federal Democracy ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအခြေခံမှုများဖြစ်ပါတယ်တတိယအချက်ကပြန်လည်တင့်မြတ်ရေးနဲ့စစ်တပ်ရဲ့တာဝန်ယူမှုတာဝန်ခံမှုပါစတုထအချက်ကရေရှည်တည်တံ့ပြီးတော့ငြိမ်းချမ်းတဲ့ပြည်ပခဖြစ်ရှင်စီကိုဥတီတဲ့အဆင့်၉ဆင့်ဆိုတာတွေဖြစ်ကြပါတယ်ပထမအချက်ဖြစ်တဲ့စစ်တပ်နဲ့နိုင်ငံရေးခွဲခြားထားတဲ့အစိုးရထူထောင်ရေးဆိုတာဟာ JCB ရဲ့အဓိကရည်မှန်းချက်ဖြစ်ပုံရပါတယ်ဒေါ်စမောင်ရဲ့ Bangkok Post စောင်းပါမှာဖော်ပြထားတဲ့အခြေသားချက်နဲ့လည်းတတ်တဲကြရတယ်ဆိုတာသတိပြုမိကြမယ်ထင်ပါတယ် စစ်တပ်နဲ့နိုင်ငံရေးခွဲခြားနိုင်လို့ရှိရင် ကောင်းပါတယ်စစ်တပ်ကနိုင်ငံရေးမှာဘာမှဝင်မပါဘူးဆိုရင်ကောင်းတာပါပဲဒါပေမဲ့ခက်တာကမြန်မာနိုင်ငံကစစ်တပ်ကတသက်လုံးနိုင်ငံရေးမှာဝင်ပါလာတဲ့စစ်တပ်ပါအဲ့ဒီစစ်တပ်ကနိုင်ငံရေးမှာဝင်မပါပါဘူးဆိုတာကိုဘယ်သူကအာမခံမှာပါလဲဝင်မပါပါဘူးလို့ပြောပြီးတော့မှလက်တွေ့ဝင်ပါလာမယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်ကြမလဲစစ်တပ်ပေးတဲ့ဂရီကိုယုံကြည်လို့ရမှာလားစစ်တပ်ကဂရီဖြတ်ခဲ့တာခဏခဏရှိပါပြီတော်ရုံတိုင်ရုံဂရီတွေမဟုတ်ပါဘူးပြည်သူလူထုကြီးတရားလုံးနဲ့ဆိုင်တဲ့ဂရီမျိုးတွေပါ 90ရွေးကောက်ပွဲရလိုက်ဖို့ပြန်ကြည့်ပါရွေးကောက်ပွဲပြီးရင်အာနာလွှဲပါမယ်တမိုင်းတရခန့်အဖြစ်မခံပါဘူးလို့ပြောပြီးအာနာမလွှဲပဲမျက်နှာပြောင်တိုက်ခဲ့ပါတယ်90ရွေးကောက်ပွဲရလိုက်ကိုဘယ်တော့မှအကောင့်ထဲမဖော်ပါဘူးနောက်တစ်ခါအာနာမသိမ်းပါဘူးလို့သူတို့ကိုယ်တိုင်အခြေခံဥပဒေရေးဆွဲပြီးတော့အာမခံထားပေမဲ့လည်းသိမ်းတာပါပဲ6လတန်းနှစ်ကြိမ်ထက်ပိုပြီးတော့သူတို့ခေါ်အာနာထိန်းတာလုံးလို့မရဘူးဆိုပေမဲ့သူတို့ကိုယ်တိုင်ရေးထားတဲ့အဲ့ဒီအခြေခံဥပဒေကိုစက်ကူစုပ်လို့သဘောထားပြီးတော့လုပ်ချင်တာလုပ်တာပါပဲ ဂရိကိုလည်းလေးမထားဥပဒေကိုလည်းတံမိုးမထားတဲ့လူတွေစီကနေပြီးတော့ဘလို့အာမခံချက်မျိုးကိုများရနိုင်အောင်မှာပါလေဖះရှိခေါ်ပြီးတော့တစ္ဆာရေတိုက်ဖို့များရည်ရွယ်ထားပါသလားအဲ့လိုလို့တစ္ဆာရေတိုက်ရင်ရောတစ္ဆာတည်မှာပါလေလားအပြောလွယ်ပေမဲ့အလုတ်ခက်လာပါတယ်ဂရိလွယ်ပေမဲ့ယုံဖို့ခက်လာပါတယ်ဒီတစ်ခါယုံရင်ယုံတဲ့လူကိုကနွားကြလို့ယုံတာပဲလို့သာအပြောခံရမယ့်အခြေအနေမျိုးပါထာရဘာနာကျတော်ဦးသေးမြတ်ကနေပြတော့မှဒီကျတော်ဦးမြတ်ရေတော်ဖွဲ့ကနေပြတော့မှပေါ်ထွက်လာတဲ့ ဒီတဘောသူရေချွေးရပ်ဖို့ကြိုးစားနေတဲ့ JCB ဖွဲ့ရဆိုတော့အခုဆိုရင်စစ်ကောင်စီနဲ့ပြန်ပြီးတော့မှပြန်လည်တင်းမြစ်နိုင်ပြီးတော့မှ Federal Democracy ရရှိနိုင်အောင်ကြိုးစားနေတယ်ဆိုတော့ဒီဘောမျိုးတွေကျွန်တော်ကြားနေရတာပဲဖြစ်ပါတယ် ပြည်သူတွေကတော့ဒီဖစ်ဆီယာနာရှင်စနစ်မှာပြုတ်မချင်တိုက်ခိုက်မယ်ဆိုပြီးမှကြွေးကြော်ထားတာမို့လို့ဒီလိုမျိုးကြိုးစားနေကြတဲ့အဖွဲ့တွေရဲ့လှုပ်ဆောင်ချက်တွေအရဆိုတော့အချင်းကြီးပဲဖြစ်တယ်ဆိုတာကိုကျွန်တော်တွေ့ရပဲဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်ပြည်သူတွေဘက်ကနေပြီးတော့မှဖစ်ဆီယာနာရှင်စနစ်ကိုကျွန်တော်မပြောင်းပြောင်းအောင်လှုပ်ဆောင်မယ်ဆိုပြီးမှအားလုံးတန်ထိုင်တန်ချာထားချက်တဲ့အတိုင်းပဲအခုဆိုရင်တော်လန်ပြည်သူတွေနဲ့သူရဲဘော်တွေကနေပြီးတော့မှဒီနေ့မှကုန်ခဲ့မှာပဲဖစ်ဆီယာနာရှင်စနစ်နဲ့မြောက်လိုင်းတို့ကိုပြပေးရယူပြီးတော့မှမြန်မာပြည်ကနေပြီးတော့မှခြုံငိမ့်တောင်းအောင်လှုပ်ဆောင်မယ်ဆိုပြီးမှအားလုံးကနေအခုဆိုရင်ဝိုင်းတိုက်နေကြတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့လဲကျွန်တော်ခုရဲ့ပိုင်းတရင်က ောင်းတွေဒီတက်ပို့ပြီးမှကြားနေရတာပေါ့နော်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ပြောင်းကြရနေပြီတော့မှဇဘွင်ကိစ္စနဲ့ပတ်သက်ပြီတော့မှသူ့ကိုဝေဖန်တိုက်ခိုက်ခဲ့တယ်ပေါ့နော်ပေါကရုံကိုဘယ်လိုမျိုးပြန်ပြီတော့မှဆုံးမပြောဆိုထားမလဲဆိုတာကျွန်တော်တစ်ချက်တော့ကြည့်လိုက်ရအောင်နော်အခုကျွန်တော်ကနေ့တရင်ဟိုတာတစ်ခုကြည့်လိုက်ရတယ်အခုနိုင်ငံသားနေပြီတော့ကိုဇဘွင်ကိစ္စနဲ့ပတ်သက်ပြီးဆနပ်ပြမယ်လူတွေဆနပ်ပြကိုလှုပ်ဆော်နေတဲ့လူတွေကိုဦးသိန်းပေါ့ဘူတော်ကပြောထားတယ်ပြန်လာခဲ့မြန်မာနိုင်ငံအောင်အဲလမ်းကြီးကိုလေရင်ကားကိုသူကိုယ်တိုင်ထုတ်ပေးမယ်ပေါ့ ဒီမှာကျွန်တော်မြင်တာတော့ဒီမှာအောင်မင်းတို့တင်ထားတဲ့ဟာတွေပြန်ကြည့်ဒီဟန်ကြီးဦးတင်ထားတဲ့ပုံစံတွေမှာကြည့်တော့လေကိုတော်ဘုန်းကြီးနဲ့တသိဦးကြီးကတွေ့တွေ့သွားတယ်ဒါပေမဲ့အဲ့ကတည်းကနေကိုကျွန်တော်မြင်တာတော့တသိဦးကပို့နေတယ်လို့ထင်တယ်ဒီဟန်ကြီးဦးအောက်ကောက်ပေါ့ဘာလို့လဲဆိုတော့ဟန်ကြီးဦးတင်ထားတဲ့ပို့ဒီအောက်တသိဦးဆိုတဲ့နာမည်ကပါလာတယ်အဲ့ဒါတွေကကျွန်တော်တို့တွေ့ရတာပေါ့ဆိုလိုချင်တဲ့သဘောတရားကသူအထင်ကြီးခဲ့တယ်သူအားကိုးခဲ့တယ်သူ့ရဲ့ကိုတော်ဘုန်းကြီးကိုချစ်မြတ်လို့တဲ့သူတွေ ခုချိန်မှာတယောက်မှတော်တော်လှုပ်လှုပ်လို့မရဘူးလှုပ်လည်းမလှုပ်ရဘူးအတန်လည်းမထွက်ရဘူးကြော်စုပ်ဥဆိုတဲ့ကောင်တော့ပတင်းမတင်ဆက်ပဲနဲ့နှစ်ရက်လောက်နေသွားတဲ့အနေအထားရှိတယ်အခုနောက်ပိုင်းထွက်လာတော့လည်းကိုစောဘိုးဟင်းအကြောင်းကိုဖေးပူမဖို့အဲ့လိုတွတ်ပေးဖို့တောင်းဆိုတဲ့ဥစ္စာလည်းကျွန်တော်တို့တခုမှမတွေ့ဘူးဦးစင်ပေါ့ကိုတော့လည်းထုံနေတူသွားပဲသူခိုင်းနေတဲ့အချိန်မှာပေါ်ခိုင်းလိုက်တဲ့အရာမှာပြဿနာမရှိပေမဲ့အခုအချိန်ကမှသူလည်းနည်းနည်းကြိတ်ဝင်တာတည်းပေါ့ဘာဖြစ်လို့လုံးဆိုတော့နတ်ဆက်ကဖန်သွားတာပဲသူကကံကောက်နေလို့ပြောထားတဲ့ပုံလည်းရှိတယ် နောက်ပြီးတော့ဒီဖားကနေဒီဆန္ဒပြဖို့လှုပ်တော်တဲ့လူတွေကိုလည်းနိုင်ငံတကာကနေပြလာမဲ့ဈေးကိုသူအတော်ဝင်ယူတယ်ပေါ့သူကိုယ်တိုင်ထုတ်ပေးမယ်။လာပြီးပြလဲမှာဆိုလို့အဲ့ပုံစံမျိုးပြောထားတာလည်းရှိတယ်။အဲ့ဒါကိုပုံမောင်းနေတယ်ဘယ်လိုမြင်လဲ။ခုဘာပြောချင်တယ်လဲပေါ့။ဒါပေမဲ့ဒါကသူ့ရဲ့ကိုယ်ပိုင်အမြင်ပေါ့လေနော်။ဒါကတော့ဘာမှ theory ပြောစရာမလိုဘူး။ဒါပေမဲ့နိုင်ငံရေးလုံနည်းလုံဟန်စီမင်းစီကံကြရင်တော့အဲ့သူတို့သူပြောတဲ့စကားတွေထဲမှာကြည်ရတာနည်းနည်းလေးပေါ့အစိုးရထိုင်လာမှုလေးတွေတွေ့ရတယ်ပေါ့နော်။ ဆန္ဒပြလို့ရှိရင်ဘာဖြစ်မယ်ညာဖြစ်မယ်ဆိုတဲ့ပုံစံမျိုးလေးတွေပေါ့ဆန္ဒပြရင်ဘာဖြစ်မယ်ညာဖြစ်မယ်ဆိုကြတဲ့ကဒီနိုင်ငံဟာအခြေခံဥပဒေနဲ့အုပ်ချုပ်တာမဟုတ်တော့ဘူးเนาะအဲ့ဒါကြောင့်မလို့ကိုကဆန္ဒထုတ်ဖော်ဖို့ဆိုတဲ့နေရာမှာเนาะသူတိထားတာတိထားတဲ့အသည့်ပေါ့ဒါကြောင့်နည်းနည်းလေးမိငုံထုတ်เสียဖြစ်သွားတယ်ဆန္ဒထုတ်ဖော်ခြင်းဆိုတဲ့နေရာမှာဆန္ဒထုတ်ဖော်မိမိထုတ်ဖော်လို့ရတယ်မိမိရဲ့ social media မှာစာကြောင်းလေးတစ်ကြောင်းရေးတာပဲဖြစ်ဖြစ်သူပုံလေးတင်ပေးတာပဲဖြစ်ဖြစ်သူ profile လေးချိန်ပေးတာပဲဖြစ်ဖြစ်เนาะအဲဒါမှမဟုတ်လို့ရှိရင်လည်း သူနဲ့ပတ်သက်ပြီးရင်ဖွင့်ပြောဆိုတာဖြစ်ဒီဟာလေးနဲ့တော့ဘယ်ဆိုရဘယ်နိုင်ငံကမှမဖမ်းဘူးမြန်မာနိုင်ငံ NASA ကအစိုးရကြီးလည်းဖမ်းမှာမဟုတ်ဘူးအဲ့တော့ကွန်ဘောနံပါတ်၁ချက်ပြောတာကဆန္ဒထုတ်ဖော်ဖို့အချိန်တန်ပြီဟုတ်လားအဲ့တော့အားလုံးကဆန္ဒထုတ်ဖော်လာပြီဟေ့ဆိုလို့ရှိရင်ကိုစောဘောဟင်းနဲ့ပတ်သက်ပြီးနောက်ဆိုဆန္ဒပြခွင့်တောင်းလို့ရတယ်အဲ့တော့ခွင့်ပြုတာမပြုတာသူတို့လောက်ဖြစ်တယ်အစိုးရလည်းလောက်ဖြစ်တယ်အဲ့တော့ဆန္ဒပြခွင့်ကိုမိမိရဲ့ဆန္ဒပြခွင့်တောင်းမှမရှိဘူးဒီနိုင်ငံ2000ချီချီကဥပဒေမှာချီကံဥပဒေနဲ့အုပ်ချုပ်လို့ဆိုတာမဟုတ်ဘူးလေနော်အဲ့ဆန္ဒပြခွင့်ကိုတောင်းမှန်မရှိတယ်အဲ့တော့ဒါတွေကိုတရားလုပ်တတ်ဖို့လိုတာပါ အဲသူနေနဲ့ကိုပြောတဲ့စကားကိုပြန်စောအောင်မှုမှာနားမလည်နိုင်တာလည်းဖြစ်ပါလိမ့်မယ်ဒီမှာပြောင်းကြရနေပြတော့မှာပေါ့နော်ပေါ့ကတော့အဲ့တော့ဘူးမသိဘာမသိပဲနဲ့သူ့ကိုဝေဖန်တက်ခဲ့တယ်ဆိုပြတော့မှာပြောဆိုထားတာဖြစ်ပြတော့မှာစစ်ကောင်စီရဲ့ဥပဒေကိုလည်းတလုံးချလို့ပြတော့မှာအခုဆိုရင်ကိုလူကိုပြန်ဖမ်းနေတဲ့ကိစ္စတွေဆိုတော့တရားမဝင်ဘူးဆိုတဲ့ပုံစံမျိုးတွေဒီပြောဆိုလာကြတာပဲဖြစ်ပါတယ်ကျွန်တော်တို့အားလုံးကြားသိထားတဲ့အတိုင်းပဲဒီစပွန်ရဆိုတော့ပြုံးပေါ်များဆိုကျွလွန်ထားပေမဲ့တစ်ဖက်မှာသူ့ကိုဝန်းရထောက်ခံနေပါတော့အုပ်စုတွေလည်းရှိတာမို့လို့ ပေါ်ရုံးလို့ဆိုနေမှာတက်ဖြစ်နေတာဖြစ်တော့မှာဒါကိုကျွန်တော်အနေနဲ့ခုရပိုင်းခက်ဆစိတ်သူတို့အချင်းများမို့လေးကြားနေရတာပဲဖြစ်ပါတယ်ဘလိုမျိုးတွေဖြစ်လာမလဲဆိုတော့ကျွန်တော်ဆောင်းချက်မှာဖြစ်ဖြစ်တော့မှာအခုဆိုရင်မြောင်လို့လို့ဖစ်စတာကိုတိုင်ရတယ်ပြီးတော့မှာသူတို့ကိုအပေးထောက်ခံပါတယ်ဆိုတော့လူစုတွေကိုပြန်ပြီးတော့မှာဖန်စီအေးအေးမို့လေးလွတ်ဆောင်နေတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အပါသမီကနေပြီးတော့မှသူတို့ဆုံဆုံထားတဲ့တိုင်းသားလေးနဲ့ကင်တွေယူထားတဲ့နေမြေတွေအားလုံးပြန်လဲရိုက်မယ်ဆိုပြီးတော့မှအားချောင်ပြောဆိုထားတဲ့အားလေးကျွန်တော်စစ်ပြီးတော့မှနောက်ထောင်ချိလိုက်ရအောင်နော် ပထမသတင်းကောင်းစဉ်တော်လန်ရေးတပ်ဖွဲ့တွေဟာတဲ့80ရာခိုင်နှုန်းနည်းမြေပိုင်ဆိုးတာတေချာရဲ့လားဆိုတဲ့သတင်းနဲ့အတူတိုင်းပြည်နယ်နမိတ်ဆိုတာခေဟောင်းကလိုမြေကြီးတဲ့မကဘူးတဲ့ရေပြင်မြေပြင်တွေကိုပိုင်ဆိုးမှပိုင်တယ်လို့ပြောပါတဲ့သူကအဲ့လိုရေးထားလေးလားဒီပြင်မှာဆိုရင်တက်မလို့ရဲ့တိုက်သိမ်းမိုးတွေဟာအပြည့်ရှိနေတယ်တဲ့။နောက်ကြအိမ်နီးချင်းတိုင်းကြီးတွေရာလဲတဲ့။နေဆက်ဒီသားဝိုးတဲ့။သဘုံတွေကရထားတယ်ဆိုပေမဲ့တဲ့ နိုင်ငံတကာရဲ့အစိုးရလိုမဆက်ဆံမင်းနေတဲ့အစိုးရကိစ္စတွေမှန်သမျှဒီတက်မလို့ရဲ့နာဆာကအစိုးရနဲ့ပဲဆက်ဆံနေတယ်ဆိုတဲ့အကြောင်းတရင်တပုတ်နောက်တရင်တပုတ်ကအမျိုးသားညီညွတ်ရေးအစိုးရတည်တဲ့ညီညွတ်တော်အစိုးရမဟုတ်ဘူးတဲ့အမ်ယူဂျီကပေါ့ညီညွတ်တော်အစိုးရမဟုတ်ဘူးပေါ့လက်နက်ကိုင်းအနည်းဆုံးပိုင်ဆိုင်ထားသောအစိုးရဖြစ်ပါတယ်တဲ့သူတို့ ARD တိုင်းက ARD တိုင်းတရင်ဌာနကကျမတို့ကိုတင်ဆက်ပေးတာဘုံမာနေအနှခါရှိသွားပြီ အမှန်တိုင်းနေသိမ့်မရင်းနဲ့ကျမတော်လေးနဲ့ကြိုက်ချင်လာပြီအဲ့တလေးထားမှာကိုလေနောက်ပြီးကြတော့နောက်ချုံမြို့ကိုရွှေသွန်းတေးရကန်ကြီးပိနေကုန်ညောင်တော်တွေကိုအဆက်မပြတ်တက်မလို့ကစိုက်တိုက်စစ်စင်နေပါတယ်ခုတနေ့ကလည်းတင်ဆက်ပေးပြီးဖြစ်ပါတယ်အခုမကြတော့အချိန်တွင်းမှာတက်မလို့ကနောက်ချုံကိုပြန်လဲရရှိတော့မှာဖြစ်ပါတယ်နောက်ပြီးကြတော့တိန်းဒီတို့ဘုကံမျိုးနယ်တွေကိုလည်းညှိနှိုင်းပြန်လဲရရှိတော့မှာဖြစ်ပါတယ်ရှင့်အဲအဲ့ဒီမှာလည်းခစ်တက်ကတင်ထားကျွန်မသဘောကျတယ် ဟိုတက်မတော်ကပေါ့ဂျွန်လာတက်လာလို့ရက်ပဲလဲပြောထားသေးတယ်ပေါ့ဘာဖြစ်လို့တိုက်စစ်စင်နေတာလဲမတရားကိုစီနေတာပဲအော်တမျိုးသားလုံးအတွက်ကိုနိုင်ငံရဲ့ဘယ်နေရာမဆိုတိုက်ခွင့်ရှိတယ်ဟိုဟာအပြစ်ခက်ရဲစဲတယ်ဆိုတာကလေဟိုဘယ်လိုပြောမလဲတူရတန်ရအဖွဲ့အစည်းတွေတက်ပြောတာအဲ့လိုမတူမတန်အဖွဲ့တွေတော့ပြောတာမဟုတ်ဘူး ကိုစကားကိုပြန်မထားရမှာတော့ဒီတက်ကုန်းမနဲ့ပြီတော့မှကျွန်တော်ပြည်သူတွေကနေပြီတော့မှအခုဆိုရင်ချမ်ပီယံလုံးမှုတွေကိုအားပေးအမြောက်လုပ်နေလို့စစ်ကောင်စီအနေနဲ့ပြက်ခတ်ရဆဲတယ်ဆိုပေမဲ့တပ်ဖက်မှာသူတို့ဆုံဆုံထားတဲ့နေမျိုးတွေကိုရပ်ယူဖို့ပြန်လည်စ조사နေရတယ်ဆိုတော့ပုံစံမျိုးတွေနဲ့ပြောဝဆိုထားတာပဲဖြစ်ပါတယ်ဒါတွေကိုကြည့်ချက်အဖြစ်ဖိဆက်တက်နဲ့သူတို့ကိုအားပေးထောက်ခံပါတယ်ဆိုတော့လူအစုတွေကဆိုတော့ကျွန်တော်ပြည်သူတွေပုံမှာရဲဆက်ကြာကြုံတဲ့နေလာတွေဆက်လက်ပြီတော့မှအသုံးပြုပြီတော့မှသူတို့ဒီနေမျိုးတွေပြန်လည်ရပ်ဖို့조사နေတယ်ဆိုတော့လည်းထပ်ပြီတော့မှတွေ့ရတာပဲဖြစ်ပါတယ် ျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့စစ်ဘောမှာဘောတော်ကြီးကနေပြီးတော့မှသူတို့ဘောမှာချင်းချင်းပြန်ပြီးတော့မှအယိုးကိုက်တိုက်ခတ်မှုတွေလှုပ်ဆောင်နေတဲ့အုပ်စုတွေကိုဘယ်လိုမျိုးဆုံးမပြောဆိုထားမလဲဆိုတော့ကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်ပြောရမယ်ဆိုလို့ရှိရင်နိုင်ငံရေးသမားမှုတက်တက်တောင်နိုင်ငံရေးသမားတွေလို့စကားပြောလဲလဲပတ်ပတ်မပြောတတ်ဘူးစကားပြောကိုလဲလဲပတ်ပတ်မပြောတတ်ဘူးအဲ့ဒီအတွက်ကြောင့်မမတို့အကုန်လုံးနေစိတ်နှောက်ရက်ဖြစ်တယ်နော်မကြည့်ချင်ဘူးဆိုရင်ကြော်သွားလို့ရတယ်ကြော်သွားကြော်သွားပြီးမှမြစ်တာရက်ခံတာနော် ပထမဆုံးတရင်ကတော့ပြောမှာတော့နော်တောင်ကြီးမြို့မှာလုပ်ငန်းနာမည်တွေဟိုတယ်နာမည်တွေအင်္ဂလိပ်လိုမေးရတော့ဘူးတဲ့မြန်မာလိုပဲရေးရတော့မှာတဲ့နောက်တစ်ခုကကျတော့လုံခင်းမော်စီစာအောက်အောက်အောက်လမ်းဘက်လမ်းဘေးကက်ရဲ့ဆေးရုံကုန်းတို့တင်ညာကုန်းတို့မြေတွေကိုတူးပြီးတော့အကွက်ရဲ့ရောင်းနေတဲ့ဝိသမလောဘသားတွေကိုပြောချင်တာနော်မြေကွက်တွေလည်းတင်ထောင်ချီရောင်းနေနော်ခမရတို့ပြီးတော့ကျတော့ဆေးရုံကုန်းကြီးကိုဖြိုးလိုက်တဲ့ခါကျတော့ဆေးရုံကုန်းကြီးကိုဖြိုးရဲဆေးရုံကုန်းဆေးရုံလည်းမရှိတော့ဘူးတင်ညာကုန်းလည်းမရှိတော့ခမရကိုဖြိုးလိုက်တာအဲ့ဆေးရုံကုန်းတင်ညာကုန်းတင်ညာကုန်းကိုဖြိုးလိုက်ခါကျအပေါ်ဘုံဘုံပေါ်မှာမြုပ်ထားတဲ့အလောင်းတွေကတိုးလို့တွဲလောင်းနေပြမြို့ထဲမှာလူမြေမကောင်းအောင်လို့ဖေဖေရည်ဖြစ်နေတဲ့ဥစ္စာအဲ့ဒါတွေကိုခမရတို့ဖြေပြန်ရှင်းကြအောင်လေ ခင်ဗျားတို့မော်စီတာသားကြီးလည်းတိခတ်နေတာအံ့ဩတယ်ပြောရမှာလေအဲ့ဒါတွေကနောက်ကြီးဖေဖေဖေကတင်းချမ်းဟိုကအလောင်းနေဖေဖေဖေကတိုးလို့တွဲလောင်းနေလေအဲ့ဒါတွေခင်ဗျားတို့ပြောရမှာလေပြောရမှာလေအဲ့ဥစ္စာမပြောဟောပါတော့ဝိသမလောဘသားတွေခင်ဗျားတို့အားမပေးနဲ့လေပြောအောင်လေဗျာပြီးတော့နောက်ကြီးကျတော့ဟိုကဘာတော့သူ့ဘက်ကိုယ့်ဘက်စပီကာမွေးတယ်ဆိုတာလေတစ်ဖက်ရန်သူစပီအောက်ဖို့မွေးထတာအခုကျတော့ဗျာအမှန်နဲ့အမှရောထွေးပြီးကိုယ့်ဘက်ကခံရတဲ့သတင်းတွေကြီးပဲတင်ပြီးတော့ကိုယ့်ဘက်ကလူတွေဝယ်ပြန်ဆဲနေတာအဲ့ဒါလေနိုင်ငံသားမှနေရဆိုလို့ရှိရင်လေနိုင်ငံသားမှနေရဆိုလဲတက်ကိုကိုကိုတက်မလို့ချစ်သူအမျိုးသားရေးသမားလို့ ်ခံယူထားရဆိုကိုတရင်ကိုတာဝန်ယူပါနော်ကိုတိတ်ခါကိုတာဝန်ယူပါတိတ်ခါရှိရှိတရင်ကိုတင်ပါလို့နော်ဆဲဆိုဖလုတ်တာဝါတာဆဲဆိုပြီးတော့ခမရအဲ့လိုဆဲလိုက်ဆိုခမရမျိုးတွေဟိုကျုပ်လာဆဲမယ်ခမရမိခံနိုင်မလားခမရမိမဆဲကျုပ်ကဆဲနေအောင်ခမရလက်မခံနိုင်ဘူးမလားနော်အဲ့ကြတော့ဆဲတာလည်းကြည့်ဆဲလို့နော်တက်ချစ်သူမဟုတ်ဘဲနဲ့အမျိုးသားကြီးလည်းဝင်ပြီးတော့ရောပြီးတော့လေအပိမ့်ပိတ်အုပ်စုတွေကိုပြောတာနော် ရန်တချို့ကရန်တို့အကြိုက်တွေပဲတင်းနေတာတင်းနေပြီးကိုအဲ့လိုလူတွေလည်းမြန်မာနိုင်ငံမှာလည်းရန်တို့အကြိုက်တွေပဲတင်းနေမှာဆိုကိုဖြစ်ကိုခံတော့ခမောင်းနောက်မှာထိမ့်တောင်းနဲ့တက်မှတ်ပေးတဲ့အဖွဲ့အစည်းတွေရှိနေတယ်ဆိုခမောင်းမမေ့နဲ့သူ့ဘက်ကိုယ့်ဘက်ရှိတယ်အဲ့လိုအဖွဲ့အစည်းကသူ့ဘက်ကကြောင်ကြလည်းရှိတယ်ကိုယ့်ဘက်ကပြောရင်းလည်းရှိတယ်ဒီဘွားတော့တော်တော်လေးပေါက်ဖွဲ့နေတာနော် ကိုဘက်ကဆိုပြီးတော့မှဟိုဆိုရင်တို့ချင်းချင်းပြန်ပြီးတော့မှဒီစောကမောကနဲ့ပြောဆိုတိုက်ခိုက်မှုတွေပြီးတော့မှမြောက်လိုက်တော့အစုရဲ့တတင်းရှင်တွေတဲ့ဒီတတင်းတွေကိုပဲတင်ဆက်နေလို့ပေါ့နော်ပြောဆိုမှုတွေရှိလာတာပဲဖြစ်ပါတယ်။ဒါတွေကတော့တို့တော့မှမြောက်လိုက်ဘယ်လောက်ထိအခြေအနေစုနေလဲဆိုတော့သိရှိလာလို့ဟိုဆိုရင်အခြေအနေမှာတင်ပြတာတော့မှလက်မခံနိုင်ချာသေးတယ်ဒီမဘာတကြံ့ဖို့စိမ့်နေရဆိုရင်တော့ကျွန်တော်တို့တော်တော်လေးပြရခဲ့တဲ့အစုတွေပဲဖြစ်ပါတယ်။ဒါပေမဲ့မြောက်လိုက်တော့ fix set ကိုကျွန်တော်တော်တော်ပူပေါင်းတက်ဖို့နေနေပြီးတော့မှဟိုဆိုရင်တွေ့တဲ့နေရာတိုင်းမှာအပြတ်ရှင်းနေတာမလို့မကြခင်မှာတော့ ဘုံမရဲ့ကွက်ချေခွက်လာမဲ့တရီဒီတက်ပို့ပြီးတော့မှကျွန်တော်မြန်မြန်ဆန်ဆန်နဲ့ကြားရအောင်မှာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ဆုံးဗီဒီယိုတပိုးအနေနဲ့ဘုံမျိုးတိမ့်တဲ့ဘက်မှာကြဲဘက်ကိုအလင်းဝင်လာတဲ့ပေါ့နော်စစ်ကောင်စီတပ်သားတို့ကလည်းပြတော့မှစစ်ကောင်စီရရှိတဲ့တပ်တွင်းမှာငွေရစေးွားတယ်တင်တွင်းရောင်းချောင်းမတွေလုဆောင်နေတယ်ဆိုတော့အကြောင်းနဲ့ပတ်သက်ပြီးတော့မှဝန်ခံပြောကြားထားတဲ့အားလေးကျွန်တော်စစ်ပြီးတော့မှနားထောင်ကြည့်လဲရအောင်နော်ငွေရစေးွားကိုတုံးလာတော့ကျွန်တော်ဒီရှိကျွန်တော်ရှိတိုင်းရောက်လာတဲ့အချိန်မှာဘိုးကြီးကောင်းခန့်ကျော်ဘိုးကြီးကောင်းခန့်ကျော်ကတော့ အနေထားပုံပြက်တယ်တာမန်ထက်မတူဘူးကြတော့ကျွန်တော်ထက်ယာလူအများကြီးတော့ကျွန်တော်ကတတ်မရဘူးဒါနဲ့သူလောက်တော့ကျွန်တော်တူတယ်နောက်ထပ်ထပ်ပြီးကျွန်တော်တို့နဲ့နီးနီးကက်ကက်လက်ပုံတည်းနေလာတော့ဆရာသိလင်းတော့သူကတော့အတိတ်ကအပြင်းနဲ့ပြစ်ပြီးတင်ရွနေတာ WY နေ WY နေတင်ရွနေအရက်တွင်းနေဒီယာတွင်းနေသူကအတိတ်ကတွင်းနေလို့သူနဲ့သူပါတနာတော့ဆရာကောင်းခံပါတယ်ဆရာကိုကိုလက်မောင်းပါတယ်အဲ့ဒီမြောက်ပါပါတယ်သူတို့ကငွေကိုကင်ထားတယ်အပြင်းဝေတယ် အသွင်းထဲမှာထုတ်ပြီးကြောင်းငွေရသူကကျွန်တော်အထင်းမှာဒီတက်သားရေဝင်ကြတာတပြားကိုအပေါင်းဆိုပြီးလေဒီအခုကျွန်တော်တို့အလင်းဝင်ပြီးရဲ့နောက်ပိုင်းမှာခနာကိုခြိသွားတာကျွန်တော်တောင်းတောင်းလမ်းလျှောက်တာအားမရှိတော့တာပြောတယ်အရင်တုံးထားရတဲ့ဓာတ်ကပြန်ထိတယ်လို့ကျွန်တော်ကပြောပါတယ်သူတို့ပြောတာ WY တုံးတယ်နောက်ပြီးတော့ black tie တဲ့နင့်စီတဲ့အဲ့ဒီငွေစွာရဲ့အကြောင်းတုံးတယ်အားလုံးတုံးပါတယ်ကျွန်တော်နှုတ်နဲ့ပါလာတဲ့အများကတော့တုံးပဲပါတည်တဲ့လူကသူက အများတော့အဖြစ်ကြောင်သွားတာလို့ရှိပါတယ်ခင်ဗျာကျွန်တော်မျက်စိရှိတယ်မဟုတ်သုံးလျောက်ရှိပါတယ်ညဆိုရင်တရေမြင်တယ်ဆိုပြီးဖတ်ပြီးတဲ့အနတ်ခပစ်တယ်ပြီးတော့တယောက်တည်းစကားတွေပြောနေတယ်အဲ့လိုရတာကျွန်တော်ကြုံပါပါဟုတ်ပါတယ်မူရဲ့သေးဝါကိုသုံးခွဲတာတော့ဝက်ရှိမယ်ဆိုရင်ရက်တိလာတောက်တာတော့ဝက်ပါပါတယ်ဒီအရာရှိရတော့ကျွန်တော်ဘိုးကြီးကောင်းထိုက်တော့သူကတော့လုံးဝပုံမှန်ပြက်ပါတယ်ကျွန်တော်တို့စက်ဆိုင်ရေးတဲ့သူကမွေးသူကကျွန်တော်တို့ အနေထားနဲ့ကြည့်လုံနဲ့တိတာပြောင်း။ तू မတုံးသွဲဘူးဆိုရင် तू ကသူကအထမ်းတော့မနေမကောင်းဘူးဆိုငြိမ်းနေ။ तू တုံးသွဲပြီးသွားပြီဆိုရင်ကျင်းစစ်တယ်နည်းနည်းဆိုရင်ကြီးကြီးလုပ်ပြီးရိုက်။ဒါတော့ဗောနာစစ်ခွန်စီရရှိတွေကနေပြမ ဘောမျိုးမှာစွန်ရသူရနေမှုရဆွေးရတဲ့ကိုတိုင်းတင်သွင်းပြီးတော့မှသုံးဆွနေတယ်ဆိုတဲ့အကြောင်းကိုအလုံးဝလာတဲ့စကောစီတတသားတို့ကနေမြေမဝင်ခံပြောကြားထားတာပဲဖြစ်ပါတယ်ဒီလိုမျိုးကျွန်တော်တို့ဘောမျိုးမှာတင်ဖို့ပဲနဲ့ကျန်တဲ့မြန်မာပြည်အနောက်မှာစွန်ရစကောစီတဖို့ဝင်ရဆိုရင်မွေးစီတွေတုံးပြီးတော့မှရှေ့တန်းမှာတိုင်နေရတာပဲဖြစ်ပါတယ်ဒါဘောဒီဘောမှာအောက်တန်းစားတွေကနေမြေမအရင်တော့လည်းကျွန်တော်တို့တိုင်တလနဲ့ကန်တဖို့ဝင်ရဒီမွေးစီတွေတုံးပြီးတော့ပါနော်ဒီရှေ့တန်းကိုတက်လာတဲ့ဆိုတဲ့ပုံစံမျိုးတွေနဲ့ပြောဆိုခဲ့တာကိုလည်းကျွန်တော်အားလုံးသိရတာပဲဖြစ်ပါတယ်ဒါပေမဲ့တကယ်တမ်း ကျတို့မြေပြင်မှာဆန်တော့စကောက်စီတဖို့မရေအမွေးစေးတွေတုံးပြီးတော့မှကြံကတန်းတွေနဲ့တယောက်တစ်ထက်ပေါ့ပန်းလေးစေးတွေပြောပြီးတော့မှ သူတို့ချင်းချင်းပြန်ပြီးတော့မှပြစ်ခတ်မှုတွေများစွာရှိနေတယ်ဆိုတဲ့အကြောင်းပါကျွန်တော်ကြားနေရတာမလို့ဒါရီယာဆိုတော့သူတို့ဘလော့ထိတက်တွင်ယူရင်းပစ္စည်းနေလဲဆိုတော့ကိုထပ်ပြီးတော့မှသိရှိရတာပဲဖြစ်ပါတယ်ပြည်သူတွေလုံးကနေပြီးတော့မှစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနောက်မကျသေးခင်မှာအလင်းဝင်ကြဖို့ဖိတ်ခေါ်နေတော့မှာပဲဒီအတီတရားလေးတွေရှိပြီးတော့မှကျွန်တော်ဘက်ကအမြန်ဆုံးပဲပြောင်းခလုံးလာချဖို့ပြောရင်လည်းကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီညမှာပဲဆုံးသတ်ချင်ပါတယ်စာဆုံးကြည့်ရှုပေးကြတဲ့မြို့ဘပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းမချင်းနဲ့ပြည့်စုံပြီးတော့မှ ဒါရဲ channel ညာ channel ပတ်ဆိုင်ကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးလိုက်ပါတယ်